တင်တိမထားမိပဲမြန်မာနိုင်ငံမှာတိတ်ဆိတ်စွာနဲ့ပျောက်ကွယ်လာနေတဲ့အရာတွေအများကြီးရှိပါတယ်။နိုင်ငံတကာနိုင်ငံမှာခေတ်ကာလနဲ့အညီတိုးတက်ပြောင်းလဲတာနဲ့အမျှအသည့်အစမ်းတွေ ပေါ်လာပြီးအဟောင်းတွေကပျောက်ကွယ်သွားကြပါတယ်။မြန်မာနိုင်ငံမှာလည်းတင်တိမထားမိပဲပျောက်ကွယ်လာနေတဲ့အရာတွေအများကြီးပါ။ဘယ်အရာတွေကပျောက်ကွယ်သွားပြီးဘယ်အရာတွေကပေါ်ပေါက်လာတယ်ဆိုတာကို နိုင်ငံသားတယောက်အနေနဲ့သိရှိနေရမှာဖြစ်ပါတယ်။ပျောက်ကွယ်လာတဲ့အရာတွေဟာမြမတမိုင်းမှန်တွေ၊မြမယဉ်ကျေးမှုတွေ၊ကိုးကွယ်ယုံကြည်မှုနဲ့မြမစာပေတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့မြမတမိုင်းဆိုတာဟာကျွန်တော်တို့နိုင်ငံရဲ့ခေတ်ဆက်ဆက်တိုင်းပြည်ကိုအုပ်ချုပ်အုပ်ဆိုးခဲ့တဲ့လူတွေအကြောင်းသူတို့လက်ထက်မှာတိုင်းပြည်အတွက်ဘယ်အရာတွေကိုလုပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းတွေရဲ့အဖြစ်မှန်တမိုင်းမှန်တွေမရှိတော့ဘဲရှိနေတဲ့အရာတွေကိုလည်းလွယ်လွယ်နဲ့တန်းယုံကြည်လို့မရနိုင်တော့တာဖြစ်ပါတယ်။ အခုခေတ်လူငယ်တွေကလည်းအဖြစ်မှန်တွေကိုသိရဖို့လိုက်လံဖော်ထုတ်ဖို့စိတ်ဝင်စားမှုမရှိကြတော့ပါဘူး။တမိုင်းဆိုတာဟာအုပ်ချုပ်သူအာဏာရှင်တွေရဲ့လိမ်လည်မှုတွေမှာမခံရအောင်တည်ကိုတည်ထားတဲ့လို့ဆိုရမှာပါ။ဒုတိယတစ်ခုကတော့မြမရင်ကျေးမှုတွေပဲဖြစ်ပါတယ်။တိုင်းပြည်တပြည်မှာရင်ကျေးမှုအမွေနှစ်တွေအစင်လာတွေဆိုတဲ့အရာများမရှိတော့ရင်တိုင်းပြည်ကြီးမှာဘလာစာရွက်လွတ်တာသာဖြစ်နေမှာပါ။ထိုစာရွက်ကိုမထိန်းသိမ်းကြလို့အချိန်ကြာလာရင်ပျက်စီးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာယာတီလိုက်ဆက်နှစ်ယာတီပွဲတော်တွေရှိပါတယ်။အခုခါမှာတော့ကျင်းပပြုလုပ်နိုင်တဲ့ပွဲတော်တွေဟာမဆုံတော့ပါဘူး။ရင်နာစရာကောင်းတာကအခြားနိုင်ငံတွေကမိမိတို့ရဲ့ပွဲတော်ဒလေးတွေကိုတိုက်ခိုက်ကူးခံလိုက်ရတာဖြစ်ပါတယ်။မြန်မာတို့ရဲ့ကြည်နူးဖို့ကောင်းတဲ့အစဉ်လာတွေတဲကဝါလာကင်းတို့ချိန်တွေမှာကျင်းပကြတဲ့တရားပွဲတော်တွေ၊စာပေဟောပြောပွဲတော်၊စာပေပွဲတော်တွေဟာဗေရီရောက်သွားကြတာ။ အဲ့ဒီအစားရောက်လာတဲ့ຢာတွေဟာနေရာတိုင်းမှာအလမီးမျိုးစုံနဲ့လူများရဲ့အာယုံစိတ်ကိုဖန်ဆားလာတဲ့ဘာတွေ KDV တွေနက်ကလက်တွေပဲဖြစ်ပါတယ်လူသားချင်းချင်းဒုက္ခရောက်ရင်ကူညီရမယ်ဖိမရမယ်ဆိုတဲ့လေးထပူချင်းစာတရားတွေမကူညီရဲမနေနိုင်တဲ့စိတ်ထားလေးတွေရောက်သွားကုန်ကြပြီလေ တတိယတစ်ခုကတော့ကိုယ်ပွေယုံကြည်မှုပါမြန်မာနိုင်ငံမှာအများဆုံးကိုယ်ပွေကြတာကဗုဒ္ဓဘာသာပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဆိုတာဟာဗုဒ္ဓရဲ့တရားတော်တွေအတိုင်းလိုက်နာကျင့်သုံးနေထိုင်သူတွေပါဗုဒ္ဓဖုရားရဲ့တရားတော်တွေကိုဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ပြင်မာဖုရားဒီနိုင်တာတွေမတီနိုင်တာတွေထက်ရင်ထဲမှာဖုရားဒီနိုင်ကြဖို့အရေးကြီးပါတယ်တချို့ဘုန်းကြီးတွေဟာဗုဒ္ဓပြာချမှတ်ထားတဲ့ဝိနည်းတော်တွေအတိုင်းလိုက်နာမှုမရှိကြဘဲ ဗုဒ္ဓဘာသာလို့ဆိုပြီးနေထိုင်နေကြတာတကယ့်စစ်အမှန်တွေဆိုတာထက်အယောင်ဆောင်တွေက ပိုများလာပါတယ်။နောက်ဆုံးတစ်ခုကတော့မြမစာပေရဲ့ဖြစ်ပါတယ်။ကျွန်တော်တို့ဟာကိုပိုင်စာပေကိုပိုင်စကားနဲ့ရှိနေပြီးသားလူမျိုးတွေပါ။ခုခေတ်လူငယ်တွေကစကားလုံးတွေကိုပြောင်းရဲကအစ်စ်ဆန်းတွေထွင်လာကြပါတယ်။မန်းစကားတွေအသုံးပြုလာကြတယ်။ဒီရဟာတိုင်းပြည်ဟာပြပြစေတဲ့အပြုမူတွေပဲဖြစ်ပါတယ်။နိုင်ငံသားတွေအနေနဲ့မိမိတိုင်းပြည်ကိုကိုတက်နိုင်တဲ့ဘက်ကနေပြုပြင်ထိန်းသိမ်းပြီး နေကြမှာဖြစ်တယ်ဆိုတာကိုတင်ပြရင်းဗီဒီယိုကိုအဆုံးသတ်ပါရစေ။